တင်းတို့အိမ်တွေကတချို့သောထုတ်ကုန်တွေဟာကြောက်လန့်ပွေရတွေနဲ့ပြည့်နှံ့နေပြီးအန္တရာယ်ရှိတဲ့ပါဝင်ပစ္စည်းတွေတောင်ပါဝင်ကောင်းပါဝင်နေနိုင်ပါ रे အဲ့ဒီထဲမှာခဲတတ်ထုတွေပါဝင်နေတဲ့နှခမ်းနီတောင်းတွေကနေပလတ်စတစ်ပါစတာနဲ့ကလေးငယ်တွေကနေပြုလုပ်ထားတဲ့ကြောက်မတ်ဖွယ်ရခရမ်နီအထိပါဝင်နေတာဖြစ်ပါ रे မင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါ रे ဒီကနေ့မှာတော့တင်းတို့ကိုဘလို့ဖန်တီးထားသလဲဆိုတာသိသွားရင်နောက်တစ်ခါဝဲခြင်းမှမဟုတ်တဲ့ကဘာတလွားကထုတ်ကုန်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါ အရင်ဆုံးအနေနဲ့အစီအစဉ်လေးမစခင်မှာအခုအကြောင်းအရာလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ကဲအစင်းလေးဖြစ်ပြီဆိုရင်တော့စားလိုက်ရအောင်ပါ။ကဲစိတ်တဲ့နှခမ်းနေတော့လူတွေဟာအလားပါကိုမမောကြတာနဲ့အညီမျက်နှာကိုလည်းတဘာဝအတိုင်းမဟုတ်ပဲချေမုံပြင်းစင်ကြပြီးကိုယ့်ရဲ့အားနည်းချက်တွေကိုမိတ်ကပ်တွေနဲ့ဖုံးကွယ်ရင်အလားပါဆုံးဖြစ်စေတတ်ကြလိမ့်ရှိပါသည် ဒါပေမဲ့တချို့သောအလားကောင်ပစ္စည်းတွေမှာတော့ကြောက်စရာကောင်းလာတဲ့အစိတ်အသင့်ပစ္စည်းတွေပါဝင်ခဲ့ကြပါတယ်။ခဲတတ္ထုကအစိတ်ရှိဓာတ်တတ္ထုတစ်မျိုးဖြစ်တယ်လို့တကယ်လို့သာအဲ့ဒါတွေကသင်တို့ရဲ့သွေးလည်ပတ်မှုတွေရောက်သွားခဲ့မယ်ဆိုရင်အစိတ်အသင့်မှုတွေဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့သင်တို့အနှစ်သက်ဆုံးနှခမ်းနေတောင်တွေအိုင်းရှဲရိုတွေနဲ့မျက်တောင်ခြေဆေးတွေမှာခဲတတ္ထုရဲ့ဓာတ်အကျွင်းကြံတွေရှိနေတပါတယ် 2016ခုနှစ်တုန်းက FDA ဟာအမေရိကန်ကလူကြိုက်အများဆုံးနှစ်ခန့်နှင့်အမျိုးအစား400ကျော်မှာခဲတပ်ထုအကျဉ်းအကျံတွေပါဝင်နေတာကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Lauren Maybelline နဲ့ Covergirl လို့လူသိများတဲ့အမှတ်တံဆိပ်တွေလည်းပါဝင်လာတာဖြစ်ပါတယ်။သူမှပါဝင်တဲ့ပမာဏဟာနည်းလာတယ်ဆိုပေမဲ့သိပ္ပံပညာရှင်တွေကတော့ဘလိုမျိုးခဲပါဝင်မှုပမာဏမျိုးကိုမဆိုအန္တရာယ်ရှိစေနိုင်ပြီး အနည်းငယ်သောပမာဏကတော့သွေးဖီယာမြင့်တက်ခြင်းအုံနောက်ထိခိုက်ခြင်းနဲ့တခြားသောရုပ်ပိုင်းဆိုင်ရာနာမကျန်းမှုတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ FDA ရဲ့စံနှုန်းအရအစားစားတဲ့ခဲပါဝင်မှုအကန့်အသတ်ဟာ0.1 ppm သာဖြစ်ပါတယ်။အကြောင်းကတော့သူတို့ကိုတိုက်ရိုက်စားတောက်တာဟာလူခန္ဓာကိုယ်အတွက်ဆူဆူဝါထိခိုက်စေတာဖြစ်ပြီးကံမကောင်းစွာနဲ့ပဲအလှကုန်ပစ္စည်းတွေမှာဒီပမာဏထက်အစ100လောက်ပိုများပြားနေတာပဲဖြစ်ပါတယ်။ တကယ်တော့အလားကောင်ရောင်းချတဲ့ကုမ္ပဏီတွေကသူတို့ရဲ့ထုတ်ကုန်တွေတဲ့အစိတ်ရှိခဲတထုတွေရည်ရွယ်ချက်ရှိရှိထည့်သွင်းတာမဟုတ်ပေမဲ့သူတို့ဟာအယောင်ဖြည့်သွင်းမှုတွေပြုလုပ်ကြပါတယ်အဲ့ဒီဖြစ်စည်းတွေဟာတွင်းထွက်နေတဘာဝဓာတ်တထုတွေကနေရယူတာဖြစ်ပြီးသူတို့ဟာမြေပြင်ကထောက်ယူချိန်မှာ carry ရောနှောပတ်ဝင်လာကြတာဖြစ်ပါတယ် အဲ့ဒီတထုရိုင်းတွေမှာပါဝင်တဲ့အနှဲငယ်သောခဲတွေကိုလုံးဝကုံစင်သွားအောင်ဖယ်ရှားလို့မရသလိုသူတို့ကိုအရေးပြပေါ်အသုံးပြုချိန်မှာခန္ဓာကိုယ်ကလည်းအရန်နေပါတဲ့ခဲပမာဏလောက်သာဆုပ်ယူထားနိုင်တာကြောင့် FDA ကလည်းအတင်းကျပ်ထိမ့်သိမ့်တာမျိုးမပြုလုပ်ခဲ့ကြပါဘူး။ဒါပေမဲ့လည်းသင်တို့အနေနဲ့ခဲစိတ်ပါတဲ့နှက်ခမ်းနီတာကိုအသုံးပြုပြီးနှက်ခမ်းကိုရှက်တာမျိုးပြုလုပ်တဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့ခဲပမာဏပုံမဝင်ရောက်သွားနိုင်သလိုဘလို့ခဲပမာဏမျိုးကိုမဆိုးစားတော့ဖို့အတွက်ဘေးမကင်းဘူးလို့ဆိုပါရယ်။ကဲဒီတော့သင်တို့အနေနဲ့ရော ဒီအချိန်ကဆက်လို့တက်နိုင်သမျှတဘာဝအတိုင်းပြည့်စင်တာကအသင့်တော်ဆုံးလို့ဆိုရမှာပါစိုးဝါးလာတဲ့ရေမွေးတချို့သောသူတွေကတော့ရေမွေးဆွတ်တဲ့အလေးထားမရှိပေမဲ့တကယ်လို့သင်တို့အနေနဲ့ရေမွေးဆွတ်တဲ့အလေးထားရှိရင်တော့ငွေကုန်ကြေးကျတတ်တာဖို့အတွက်ဈေးတက်တာရာမျိုးကိုပြောင်းလဲအသုံးပြုမိတွေးတော်ဘူးလောက်ပါတယ်ဒါပေမဲ့တချို့သောထုတ်ကုန်တွေဟာအတော်လေးဆိုးရတဲ့တရိတ်ဆန်ပါဝင်ပစ္စည်းတွေနဲ့ဖန်တီးထားကြတာပါ။ဥပမာအဖြစ်ဝေလာ၅ကြီးတကောင်ဟာသူ့ရဲ့အစာဖြစ်တဲ့ကင်းမွန်ငါကိုစားပြီးတဲ့နောက်အစာမချေနိုင်တဲ့အစိပ်ပိုင်းတွေကိုပြန်လဲအန်ထုတ်တတ်ပါရင် တခါတလေမှာတော့အဲ့ဒီအစိပ်ပိုင်းတွေဟာအစာချေစနစ်ထဲဝင်ရောက်သွားတာမျိုးလည်းရှိတတ်ပါတယ်ဒီလိုအခါမျိုးမှာဝေလာငါးရဲ့ဥတွေဟာဖျောင်းနဲ့တူတဲ့အရာတမျိုးကိုစစ်ထုတ်ပေးကြပြီးအရာတွေဟာသူ့ရဲ့အစာအင်ကိုမပေါက်သွားအောင် ကာကွယ်ပေးထားပါတယ်နှစ်ပေါင်းများစွာကြာမြင့်သွားတဲ့အချိန်မှာတော့ဒီရာတွေဟာအတူပေါင်းဆက်သွားပြီး Amber Grape ဆိုတဲ့အတုံးခဲတစ်ခုဖြစ်သွားရင်သမုတ်တရားတွေကိုပြန်လည်စွန့်ထုတ်လို့ရှိသလိုအရာကိုပဲအများစုကငါးကြီး Amber လို့တည်ထားကြပါတယ် အရင်ကတော့သိမ်းမပညာရှင်တွေဟာဝေလာငါးတွေကဒီအရာကိုဘလို့စွန့်ထုတ်လဲဆိုတာမသိကြခဲ့ပဲဒီအရာတွေကိုငါးတွေအန်ထုတ်တယ်လို့သာယူဆထားတာပါဒါပေမဲ့လက်ရှိမှာတော့အဲ့ဒီအရာတွေကိုမစင်းတဲ့အတူစွန့်ထုတ်တယ်လို့ယုံကြည်လာခဲ့ကြပြီးကြားရတော့ထူးဆန်းနိုင်ပေမဲ့ငါးကြီးအမ်ဘာဟာရေမွေးထွက်လို့ရခန်းနာမှာအတော်လေးအရေးပါတဲ့ပတ်ဝန်းကျင်ပစ္စည်းတစ်ခုဖြစ်ပါတယ်အရာကအလေးချိန်နှစ်ပေါင်းလောက်ကိုဒေါ်လာ၄တောင်းလောက်အထိကျတင်တက်ပြီးစွန့်ထုတ်ပြီးကစားအစားပိုင်းမှာတော့အရာတွေဟာမစင်းတဲ့စင်တူနေသေးပေမဲ့ သူတို့မှာ Ambrix နီးလို့ခေါ်တဲ့အနံ့မဲ့ Echo Hot တစ်မျိုးပါဝင်ပြီးအဲ့ဒါဟာရေမွေးတဲ့ကိုထိလိုက်တဲ့အချိန်မှာအချိန်ရှည်ကြစွာအနံ့ဆွဲစီမှာဖြစ်ပါသည်ဒါကြောင့်တမိုးကြီးမားတဲ့ရေမွေးတွေဟာသူတို့ရဲ့ထုတ်ကုန်ကိုအချိန်ကြာရှည်အနံ့ဆွဲစေဖို့အတွက်ဈေးပေါ်တဲ့ရေမွေးတွေထက်အဲ့ဒီ၅ကြီးအံပတ် Echo Hawk ကိုပုံမှန်အသုံးပြုကြပါရစေ။၅ကြီးအံပတ်တွေဟာ၆သိလာကြတဲ့အခါပုံမှန်နှစ်လုံးပွဲရမြေသေးနဲ့တမျိုးကိုထုတ်လိုက်တပြီးတချို့သောကမ္ဘာဈေးအကြီးဆုံးရေမွေးဆိုရင်ရနံအတွက်၅ကြီးအံပတ်ကိုအဓိကပါဝင်ပစ္စည်းတွေကတစ်ခုအဖြစ် ိုက်ရိုက်ထဲတုံထားတတ်ကြပါရဲ့ဒီငါးကြီးအံပတ်ကိုလည်းပင်လေတဲ့ရှာဖွေရတာဟာလွယ်ကူလှတာတော့မဟုတ်တလို့ကုန်ကြစိတ်လည်းအယမ်းမြပါရဲ့ဩစတြေးလျအမေရိကနဲ့အိန္ဒိယတို့မှာသူတို့ကိုရောင်းဝယ်မှုကန့်တပ်ပိတ်ပင်ထားကြပြီးဒါဟာငါးကြီးအံပတ်ရလိုမှုနဲ့ဝေလာငါးတွေကိုအမဲလိုက်တာမျိုးရောကြစေဖို့ရည်ရွယ်ထားတာဖြစ်ပါရဲ့ဒါကြောင့်တင်းတို့အနေနဲ့ဒီအရာကိုသူ့ရဲ့မူလအတိုင်းလက်ထဲရောက်လာဘူးဆိုတာဟာမယုံကြည်နိုင်လောက်အောင်စေးကြီးလွန်လာပြီးကဘာဘောကထိတ်သည့်လက်စရီရေမွေးတွေထဲမှာတချို့မှသာအသုံးပြုထားတာပါ ဒီတော့ကဘာဘောကထိတ်တန်းပုံကိုတွေဟာကြီးလာရင်တော့လှပကျော်ရှင်းနေပြီမဲ့သူတို့ရဲ့ခန္ဓာကိုယ်ဘောကဝေးလာငားရီရဲ့မစင်ကားရတဲ့ရေမွေးတွေကန့်ညိနေတာလည်းဖြစ်ပါတယ်။ဓာတုဆေးပါဝင်တဲ့အာလူကျော်တကယ်လို့သင်တို့အနေနဲ့ဒီဗီဒီယိုကိုကြည့်ရင်အာလူကျော်စားနေရဆိုရင်တော့အာလူကျော်အိတ်ကိုဘေးချထားလိုက်မိလောက်ပါတယ်။ဘာကြောင့်လဲဆိုတော့အာလူကျော်တို့အသုံးပြုတဲ့အာလူတွေဟာပုတ်တုံးနေပြီးစားသုံးမှုမသင့်တော်တဲ့အာလူတွေတော့မဟုတ်ကြသလိုအရွေးသေးကောင်းတဲ့အာလူတွေကိုသာအသုံးပြုတတ်ကြပေမဲ့ပြဿနာကတော့အခွန်ချွတ်ပြီးချိန်မှာသူတို့ကိုကြောက်စရာကောင်းတဲ့ ဓာတုပစ္စည်းတစ်ခုတည်းထိတွေ့ဖျက်ဆီးလိုက်စေတာဖြစ်ပါသည်တကယ်တော့အာလူကြော့တွေဟာဆိုဒီယမ်ဘယ်ဆัลဖိတ်ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးနဲ့ဖြုတ်ပြောင်းအယောင်ချွတ်ထားတာဖြစ်ပြီးအဲ့ဒီဓာတုပစ္စည်းကိုအိမ်နာတန်ရှင်ရေးဆေးရည်မှာအသုံးပြုတာဖြစ်ပါသည်အဲ့ဒီဘယ်ဆัลဖိတ်တွေဟာဆัลဖာဒိုင်အောက်ဆိုက်ဓာတ်ငွေတွေကိုထုတ်လွှင့်ပေးပြီးအဲ့ဒီဓာတ်ငွေဟာဘက်တီးရီးယားတွေကြီးထွားမှုကိုကာကွယ်ပေးသလိုဖိုးမွှားတွေကိုဖယ်ရှားတုတ်တင်ပေးနိုင်ပါသည် ဒါပေမဲ့ဒါရီဟာတင်းရဲ့အာလူကြော့ပေါ်မှာပါရှိနေပြီးဒါရီဟာအာလူကြော့ကိုရေရှည်ထိန်းသိမ်းပေးထားနိုင်မှာဖြစ်တယ်လို့အာလူကြော့တွေအယောင်ပြောင်းလာတဲ့ပြဿနာကိုလည်းဟန်တာပေးပြီးပို့မှုအရသာရှိတယ်လို့ထင်ရစေမှာဖြစ်ပါတယ်။အစားအစာတွေမှာပမာဏအနည်းငယ်လောက်ပဲသုံးစွဲထားရင်တော့ FDA က NDA ကင်းတယ်လို့ယူဆပြီးမြင်ပြဿနာကတော့တချို့သောသူတွေဟာ Bell sulfate နဲ့ဓာတ်မတည့်ကြပဲအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကြုံတွေ့ရတယ်လို့သွေးဖိအားကျဆင်းတာနဲ့ဥလမ်းကြောင်းပြဿနာတွေကြုံတွေ့ကြပါတယ်။ဒါမျိုးဟာရှားပါးပြီးမှလည်းဒီလိုအခြေအနေတွေဟာအတက်အနေရေကြုံတွေ့နေတယ်လို့အထူးသဖြင့် န်းနာယောဂအပြင်းထန်ခံစားသူတွေမှာပိုလို့တောင်ဆိုးဝါးစေပါတယ်။ဒါပေမဲ့ကံမကောင်းစွာတဲ့ပဲရေရှည်အထားခံအောင်နဲ့အယောင်မပြေလွှင့်စေဖို့အတွက်ပုံမပေးခင်းတဲ့အစာတို့ပစ္စည်းရှာမတွေ့သေးတာကြောင့်လက်ရှိအချိန်ထိကျွန်တော်တို့ဟာ Bell Sulfide တွေကိုသာစားသုံးနေရစေပါ။တကယ်လို့သာတင်းတို့မှပြင်းထန်တဲ့ပန်းနာရင်ကျက်ယောဂရှိမယ်ဆိုရင်တော့ရှူစည်းဘူးကိုလက်တကမ်းမှာစောင့်ထားတာမျိုးဒါမှမဟုတ်တခြားသေးစားအသစ်တစ်ခုစားတောက်တာမျိုးကိုဒါပြုလုပ်ရတော့မှာဖြစ်ပါတယ်။အန်ဒီရဲ့အချိုရည်များ တခါတလေမှကျွန်တော်တို့အများစုဟာရှေးလျားလာတဲ့တနစ်တာအတွက်ကော်ဖီတစ်ခွက်ထပ်ပိုပြင်းတဲ့တောက်စရာတစ်ခုကိုအလိုရှိတတ်ကြပါရည်။အဲ့ဒီထဲမှာခွန်အားဖြင့်အချိုရည်လိုပြောတတ်ကြတဲ့ energy drink တွေလည်းတစ်ခုအပါအဝင်ပါ။ဒါပေမဲ့လည်းအဲ့ဒီအချိုရည်တွေဟာတင့်တော်တဲ့ရွေးချယ်မှုတစ်ခုမဟုတ်တလို့တင်းရဲ့ကျန်းမာရေးအတွက်လည်းအန္တရာယ်တစ်ခုဖြစ်လာစေနိုင်ပါရည်။ Monster နဲ့ Red Bull တို့လိုလူကြိုက်များတဲ့အချိုရည်အများပြားဟာလူကိုလန်းဆန်းစေတဲ့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ Taurine တွေနဲ့ဖန်တီးထားကြတာဖြစ်ပြီး1828ခုနှစ်မှာ နွားသူတွေရဲ့တဲကြီးရေတွေကအတွေ့ရှိဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်း Touring ဟာနွားသူတွေရဲ့တုတ်ကနေထုတ်ယူထားတယ်ဆိုတဲ့အယူဆတစ်ခုလည်းအချိန်ကြာမြင့်စွာရှိခဲ့ပြီး Kolahala တွေရတချို့နာမည်ကြီး Energy Drink တွေမှာဒီအရာတွေအမှန်တကယ်ပါဝင်နေခဲ့တာဖြစ်ပါတယ်။ Rubu ကိုလည်း Touring ကိုပထမဦးဆုံးစတင်အသုံးပြုသူလို့ဆိုခဲ့ကြပြီးလက်ရှိမှာတော့အချိုရည်တဲကိုထည့်သွင်းတဲ့ Touring တွေကိုတခွဲကန်မှာတင်ထုတ်လုပ်လို့ရပြီဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့တောက်သုံးဖို့အတွက်တန့်စင်တယ်လို့ဆိုလိုပြီးမဲ့ သူ့ပြဿနာကတော့ဒါတွေမကသေးပါဘူး energy drink တွေဟာကြားပမာဏအလွန်ကျွံပဝေနေကြပြီး2025ခုနှစ်တုန်းက energy drink 169ခုကိုကာယူခဲ့တဲ့စစ်တမ်းတစ်ခုမှာတော့သူတို့တွေကတဝက်လောက်ဟာ11 fruits outside မှာကြားပမာဏဟာလက်ဖေးစုံ6စုံလောက်အထိပဝေနေတဲ့အကြောင်းသိခဲ့ရပါတယ်။ပုံမှန် monster အချိုရီ16အောင်စားဆိုရင်ကြားလက်ဖေးစုံ73စုံလောက်အထိကိုပဝင်ပြီး rockstar အချိုရီမှာတော့18စုံကနေ zone 20လောက်အထိပဝင်တာဖြစ်ပါတယ်။ ါအချိုရီဘူးတဘူးတဲ့နဲ့တင်အမျိုးသမီးတွေအတွက်တနေ့တာတောက်သုံးတဲ့ပမာဏထက်3ဆောက်ပုံမှုကျော်လွန်နေပြီးပူဆိုးရကတော့သူတို့မှာကဖိန်းဓာတ်တွေလည်းအများပြားပါဝင်နေသေးတာပါဘန်ဒစိတ် energy drink မှာဆိုရင်လည်းတဘူးမှာကဖိန်း300 mg အထိပါဝင်နေပြီးဒါကော်ဖီ3ခွက်ထက်တောင်ပိုများနေပါသေးတယ်ကျမရဲ့အဖွဲ့အစည်း FDA ကလည်းတနေ့ကိုကဖိန်း 400mg လောက်အထိတောက်သုံးနိုင်ပေမဲ့ဒီထက်ကျော်လွန်သွားရင်တော့ခေါင်းကပ်ခြင်း၊ကြွက်သားတုံ့ရင်ခြင်းနဲ့နှလုံးခုန်မူးမမှန်ခြင်းတွေကိုဖြစ်စေနိုင်တယ်လို့ဆိုပါရယ်။ များသောအားဖြင့် energy drain တွေဟာတပူးတဲ့နယ်တွေတနေ့သားတောက်သုံးတဲ့အချိုးအစားပြည့်လို့နေပါဖြစ်နေပါတယ်။ဂျမားရီနဲ့မညီညွတ်တဲ့ပါဝင်ပစ္စည်းတွေပါဝင်တဲ့နောက်ထပ်စားတောက်စရာတစ်ခုကတော့ neutral ယူတွေပဲဖြစ်ပါတယ်။အကြောင်းကတော့အဲ့ဒီယူဘူးရဲ့58ရာခိုင်နှုန်းဟာတကြားရည်ဖြစ်နေတာကြောင့်ပါ။ဒါကြောင့်တင်းတို့အနေနဲ့ neutral လဖေးစုံ2စုံစားတိုင်းမှာတတိယမှ4စုံလောက်ကတကြားရည်ပဲဖြစ်ပါတယ်။ဒါအမျိုးသမီးတွေအတွက်တင်းတော်တဲ့တနေ့တာအချိုးအစားရဲ့85ရာခိုင်နှုန်းနဲ့အမျိုးသားတွေရဲ့၃ပုံ၃ပုံအထိရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့်တင်းတို့အနေနဲ့မနက်ခင်းမှာ neutral ရုံနဲ့ monster အချိုကြီးကိုစားသုံးမိမယ်ဆိုရင်တော့တနေ့သာစားသုံးတဲ့တကြားပမာဏထက်ကိုတော်တော်လေးကျော်လွန်သွားမှာပါ။တကြားအလွန်ကျွန်စားသုံးခြင်းဟာစီးကြိုယောဂနှလုံးယောဂနဲ့သွေးဖိအားမြင့်တက်ခြင်းအပြင်တခြားသောယောဂအများပြားကိုလည်းဖြစ်ပွားစေနိုင်ပါတယ်။တကယ်လို့အရွယ်မတိုင်ခင်သေဆုံးမှုကိုရှောင်လဲခြင်းနဲ့ဆိုရင်တော့ဒီအစားအစာတွေကိုနေ့စဉ်စားသုံးတဲ့အခြေအနေကနေရှမ်းပန်းရက်ခါစားသုံးတဲ့အခြေအနေကိုပြောင်းလဲလိုက်ရမှာပါ။ဒါပေမဲ့သူတို့ရဲ့အရသာကလည်းဆွဲလန်းစီတတ်တာကြောင့်ပြောင်းလဲဖို့လည်းမလွယ်ကူဘူးဆိုတာတော့အထေချာပါ။ ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့တို့ရဲ့ပြုလုပ်တဲ့ပုံစံတွေကိုတည်သွားရင်နောက်တစ်ချိန်ဝယ်မိဖို့လက်တွန့်သွားစေနိုင်တဲ့ကုန်ပစ္စည်းတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါတင်တို့လည်းအခုတင်ဆက်ပေးတဲ့ပစ္စည်းတွေကဘယ်ပစ္စည်းကိုဝယ်ဖို့လက်တွန့်သွားလဲဗျခေါမမပါဝင်ဆွေးနွေးပေးသွားလိုက်ပါဒီစီဇန်လေးကိုအဆုံးထိလိုက်ပါကြီးစုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ